စကောနစ်ကြအောင်မကျင်းပဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီးဂိုင်းပေါင်းစုံတန်ကစုံကြီးစည်းဝေးကိုပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ဒေါ်သူတော်ရဲ့သတင်းမှရှုစားနိုင်ပါတယ်ခင်ဗျာ။မကျင်းပဖြစ်တာစကောနစ်ကြမြင့်ပြီဖြစ်တဲ့ဂိုင်းပေါင်းစုံတန်ကစုံကြီးစည်းဝေးကိုဖေဗူအာရီလ10ရက်နေ့ကရန်ကုန်မြို့တိုက်တန်ကနိုင်ကအဖွဲ့ရုံးဝင်းတွင်မှရှိတဲ့မင်္ဂလာဇေးတမယုံမှကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မေလာမှာကျင်းပပြုလုပ်မှာဖြစ်တဲ့ဂိုင်းမောင်းစုံတန်ခအထူးစည်းဝေးပွဲကြီးမှာတန်ခအဖွဲ့အစည်းအခြေခံစည်းမျဉ်းလှုပ်ထုံးလုပ်နည်းတွေကိုပြင်ဆင်ဖြည့်ဆွက်နှုတ်ပယ်လိုသောအချက်တွေတင်ပြလျှောက်ထားနိုင်ဖို့အတွက်အခုလိုရှင်းလင်းပွဲပြုလုပ်ရတာဖြစ်ပါတယ်။တန်ခရဲ့ကံဒီကမားပါရဲ့ဘလူဝအကြီးကြီးဝင်လေ။တပည့်တော်တို့ဖဲဖို့တိုင်ကြရမလဲ။ပြည်သူတွေကဘလူကြီးကြီးဝင်လေ။ အဲ့တော့ကြောက်ရင်လဲပေါင်းများတော့ဗျာအဲ့တော့သတိတော်အကြံပြုကျင်တာကတန်ခမ်းလိုက်ကအဖွဲအရေးကြီးဖို့အုပ်ဆောင်အဖွဲလေးတဖွဲတော့ခန္ဓာပြီးပါလို့သတိတော် အဲ့ဒီဆွေးနွေးပွဲကိုနိုင်ငံတော်ဗဟိုတန်ခါဝန်ဆောင်ဆရာတော်တွေမြို့နယ်တန်ခါနာယကဥက္ကဋ္ဌဆရာတော်တွေအကျိုးတော်ဆောင်ဆရာတော်တွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်တက်ရောက်လာတဲ့ဆရာတော်ကြီးတွေကလည်းနိုင်ငံတော်တန်ခါနာယကအဖွဲ့ရဲ့ပြင်သစ်ပြင်ထိုက်တဲ့အချက်တွေကိုပြုပြင်ဖို့ထောက်ပြဆွေးနွေးတင်ပြခဲ့ကြပါတယ်ဘာသာစိတ်တွေရှိနေကြမှုရောအသက်အရွယ်ကြီးရင်းချင်းတမန်ရေးမခေါင်းချင်းစတော့အကြောင်းများကြောင့် တောင်အစမ်းဆောင်နိုင်တဲ့ဓမ္မပွဲတိမှာနေရာယူဓာတုကြည့်ထားတဲ့အကျိုးပုံကူများလည်းပဲပြည့်တော့လုံးတင်ရုပ်ပြတာမလို့ပဲနေတာဘယ်လည်းပဲတွေ့ရပါတယ်တကယ်တော့တကယ်လုံးနိုင်တဲ့ပုံကူကိုပူဇော်ပေးခြင်းကအကောင်းဆုံးဖြစ်တယ်ဆိုတာဘုရားလမ်းနေမှာ ဂိုင်းမောင်းဆောင်တန်ခအထူးစီဝေးပွဲကြီးကို2014ခုနှစ်မေလ17ရက်17ရက်23ရက်နေ့ရန်ကုန်မြို့ကဘာအေးမှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်ရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။